အားလုံးမင်္ဂလာပါဒိန်နဲ့မယ် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Manchester United ရဲ့ပွဲစဉ်တွေကြောင့်ပြန်လာပြန်ပြီပေါ့လေဆိုတော့အခုလက်ရှိကတော့ကျွန်တော် Brighton နဲ့ကစားရမယ်ဆိုတော့စနေနေ့ည7:00နာရီမှာကျွန်တော်ကစားမှာဖြစ်ပါတယ် Premier League Round 9မှာဆိုတော့ဒီပွဲအတွက်ကျွန်တော်ပွဲချုပ်သုံးသပ်ချက်ကျွန်တော်လုပ်ကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီပေါ့နော်ကျွန်တော်တို့ဒီ ပွဲတပွဲကျွန်တော်တို့နိုင်နေဆိုလို့ရှိရင်ဂျားတဲ့ရဲ့ရဲတပ်ဘက်ကဘလို့ကုံလို့ကုံမမှန်မသိဘူးเนาะဇင်းငိုင်းရဲ့လောက်ပဲကျွန်တော်ကြားတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်တို့တပွဲထပ်ပြီးတော့လာပြန်ပြီပေါ့လေကိုရီးယားကျွန်တော်တပတ်မှတပွဲပဲကစားတာဆိုတော့ဟိုပွဲတွေပါကျွန်တော်တို့ရှုံးသွားတယ်ဆိုလို့ရှိရင်ဂျားတဲ့ကကျွန်တော်တို့ဒီပေါ့နော်၄၅၆ရက်လောက်ကကျွန်တော်တို့ဒီပေါ့နော်တကယ်ဟိုတရက်ကိုကျွန်တော်တို့ဒီတစ်နှစ်လို့ပဲကျွန်တော်ဖြတ်သန်းရတယ်တော့ကြားရပေါ့လေဆိုတော့အခုလက်ရှိဒီပါဘူးကိုနိုင်တဲ့အရသာမှကျွန်တော်ခံစားလို့မှမပြီးသေးဘူးဆိုတော့ ူလက်ရှိကျွန်တော်ဒီ Brighton နဲ့ပွဲလာပြီပေါ့ဒီဆိုတော့ Brighton နဲ့ပွဲကိုအာ brother တို့ဘယ်လိုမြင်ကြလဲဒီပွဲကျွန်တော်တို့ United ကဒီ၃ပွဲဆက်အနိုင်ကျော်ဆက်နိုင်ပြီလို့ထင်ကြတာဆိုတော့ကျွန်တော်စမ်းသပ်လောက်နိုင်တာလဲ Liverpool ကိုကျွန်တော်တို့အနိုင်ဆုံးကျွန်တော်တို့ဒီလောက်ပဲအမြင့်ဆုံးဒီလောက်ပဲကျွန်တော်မှန်းထားရတာနေပြီးတော့ Liverpool အင်ဝင် Anfield မှာเนาะအဲကျွန်တော်မနိုင်တာလဲတော်တော်ကြီးကြုံကြပြီ၉နှစ်လောက်ကျွန်တော်ရှိပြီဆိုရဲ့အနေထားကိုကျွန်တော်နိုင်အောင် ဟွန်းစွမ်းစာမှန်ခဲ့တယ်ဆိုတော့အခုလက်ရှိကျွန်တော် Brighton Brighton ကိုကျွန်တော်တို့အဲဒီပေါ့နော်ဒီနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်မနိုင်တော့ဘူးကိုလေ Everton လက်အောက်မှာကျွန်တော်တို့ဒီ Brighton အင်္ဂွင်းသွားကစားပြီးတော့ကျွန်တော်တို့2-0နဲ့နိုင်တယ်အဲ့ဒီဘက်တော့ကျွန်တော်ရှိတယ်အနောက်20နှစ်နောက်ပိုင်းမှာ Brighton ကိုကျွန်တော်တို့ကဟိုမနိုင်တော့ဘူးပေါ့လေ Ruben Amorim ရဲ့လက်အောက်မှာပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်ကျွန်တော်နှစ်ကြိမ်တွေ့တယ်နှစ်ကြိမ်လုံးကျွန်တော်တို့2-1 3-1နဲ့ကျွန်တော်တို့အင်္ဂွင်းရောဝေးဝင်းရောကျွန်တော်တို့ ရှုံးခဲ့တယ်ပေါ့နော်ဆိုတော့အခုလက်ရှိကစားမှာတော့ကိုယ်ဝင်ခွင့်မှာကျွန်တော်ကစားမှာဆိုတော့လက်ရှိအခြေအနေဟာဆိုလို့ရှိရင်လည်းအသင်းရဲ့လက်ရှိအခြေအနေဟာဆိုလို့ရှိရင်လည်းတကယ်ပုံစံကောင်းကိုကျွန်တော်ရနိုင်လေကျွန်တော်ပြောလို့ရရပါတော့ဆန်နလန်ကိုကျွန်တော်တို့အင်ခွင့်မှာ2စီးနဲ့နိုင်တယ်လီဗာပူးအင်ခွင့် MV မှာကျွန်တော်တို့ 2-1ဆိုတော့ result ကြီးနဲ့ကျွန်တော်နိုင်လာခဲ့တဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီကြောင့်မို့ဒီ momentum ကိုကျွန်တော်တို့ဆက်ပြီးတော့ထိန်းသိမ်းဖို့အတွက်နောက်3ပွဲဆက်အနိုင်ဆိုတာကိုကျွန်တော်မြင်ရမှာပေါ့နော်ဆိုတော့ Emery လက်အောက်မှာဆိုလို့ရှိရင်ဒီပေါ့နော်ပထမအဦးဆုံးကျွန်တော်2ပွဲဆက်အနိုင်ကို Premier League မှာစပြီးတော့ရခဲ့ပြီဆိုတော့ prefer အဦးဆုံး3ပွဲဆက်အနိုင်ကိုမြင်ရမှာလားဆိုတော့ကျွန်တော်ဒီပွဲမှာစောင့်ကြည့်ရမယ့်အချက်တွေပေါ့လေဆိုတော့ โอเคကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်တော်မအောင်ဆုံးကျွန်တော်ဒီ Brighton နဲ့ကျွန်တော်စပြီးတော့ပြောပါမယ်ဆိုတော့ Brighton Brighton ဆိုလို့ရှိရင်အဲလက်ရှိကျွန်တော်အချိန်ညဆိုလို့ရှိရင်တို့ brand ကတော်တော်လေးကိုကျွန်တော်တို့ဒီဘာလို့ကောင်းနေလဲကျွန်တော်ပြောလို့ရတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ Premier League ကျွန်တော်တို့ဒီလက်ရှိနေထားမှာဆိုလို့ရှိရင် Premier League မှာအဆင့်30မှာကျွန်တော်တို့ရှိရမှာเนาะ United ကကျွန်တော်အဆင့်9เนาะ စစ်တဆင်မှာကြောင်းရှိတဲ့ရမတ်ဆန်ဒမန်ယူနိုက်တက်ကကြောင်းအဆင့်ကိုရမတ်73မှတ်လက်ရှိနေမှာကြောင်း3ပွဲနိုင်ထားတယ်3ပွဲတည်ချပြီးတော့2ပွဲကြောင်းရှုံးထားတယ်ယူနိုက်တက်ကတော့4ပွဲနိုင်နဲ့2ပွဲတည်နဲ့3ပွဲရှုံးထားတဲ့အခြေအနေမျိုးကြောင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာ Brighton ကတိုက်စစ်က12ဂိုးတည်ရပြီးတော့17ဂိုးကြောင်းကိုခွင့်ပြုထားတဲ့အခြေအနေမျိုးပါဆိုတော့ဒီ Brighton ရဲ့ကြောင်းအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ဂိုးတွေလည်းရသလိုဂိုးတွေလည်းကြောင်းပေးရတဲ့အခြေအနေမျိုးကြောင်းဖြစ်ပါတယ်ဆိုတော့ အာဒီဘောနော်ကျွန်တော် Brighton ရဲ့ဒါတက်ရှိ brand ပေါ့လေဆိုတော့လက်ရှိကျွန်တော်ဒီသူတို့တွေ့ထားတဲ့အသင်းတွေမှာဆိုလို့ရှိရင်တော်တော်လေးအသင်းတွေများတော့ကျွန်တော်တွေ့ရတယ်အသင်းတွေများတော့ကျွန်တော်တွေ့ရတယ်နောက်ဆုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Newcastle ကိုအိမ်ခွင့်မှာလက်ခံကစားပြီးတော့2-1နဲ့သူတို့နိုင်ထားတယ်။ Chelsea ကိုကျွန်တော်တို့ Chelsea အိမ်ဝင်မှာ1-3နဲ့သူတို့နိုင်ထားတယ်။နောက်ပြီးလို့ရှိရင် Spurs ကိုအိမ်ဝင်မှာ2-2နဲ့တေးကန်ထားတယ်။ Manchester City ကိုသူ့အိမ်ဝင်မှာလက်ခံကစားတဲ့နေရာမှာ2-1နဲ့ကျွန်တော် City ကိုနိုင်ထားတယ်။ဆိုတော့ တော်တော်လေးကျွန်တော်တို့ဒီဘောနော် impressive ဖြစ်စရာအခြေအနေလို့ကျွန်တော်ပြောလို့ရတယ်လက်ရှိကျွန်တော်အသင်းတွေနဲ့တကယ်ကျွန်တော်ဒီဒီ top 6တွေနဲ့ကျွန်တော်တွေ့ထားတဲ့အခြေအနေမျိုးဒီမှာဆိုလို့ရှိရင် တကယ်ကြောင့်ရလကောင်းတွေကိုစွန့်ဆောင်ထားတဲ့အခြေအနေမျိုးပါဆိုတော့ယူကာဆယ်နိုင်တဲ့ချယ်ဆီကိုနိုင်တဲ့မန်စီးတီးကိုနိုင်တဲ့စပါးကိုတည်ရဆိုတဲ့အခြေအနေမျိုးကဒါနည်းတဲ့အခြေအနေမဟုတ်ဘူးဆိုတော့ Brighton တိကျောင်းအသင်းကောင်းတစ်သင်းဖြစ်နေစေပဲဆိုတာကိုကျွန်တော်ထောက်ပြနေတယ်အချက်လက်တိကျောင်းဖြစ်တယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ပွဲတိုင်းတိုက်စစ်ကကျွန်တော်ကိုးရတယ်ဒီလိုပဲကျွန်တော်ပွဲတိုင်းမှာဆိုလို့ရှိရင်တိုက်အခန်းစစ်ကကျွန်တော်ကိုးပေးရတဲ့အခြေအနေမျိုးပါဆိုတော့ဒီပေါ့နော်တိုက်စစ်ကကျွန်တော်တို့ ပွဲတိုင်းကိုရနေတဲ့ဆိုတော့အချက်က United အတွက်ကြောင့် threat တစ်ခုကြောင့်ဖြစ်เสียဖြစ်ပြီးတော့ခန်းစည်းကကျွန်တော်တို့ကိုပွဲတိုင်းခွင့်ပြုနေရတယ်ဆိုတော့အချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော် United အတွက်အခွင့်အရေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်လက်ရှိကျွန်တော် Brighton ရဲ့ဒီအားတာတဲ့အချက်တွေကိုကျွန်တော်တို့အကြည့်ကြည့်ရမယ်ဆိုလို့ရှိရင် Brighton ဒီကျွန်တော်တို့ဒီပေါ့နော်သူတို့ကျွန်တော်တို့ဒီပေါ့နော်သူတို့ကဒီသူတို့နောက်တန်းနှစ်ယောက်ပေါ့လေ နောက်တန်းနှစ်ယောက်ချစ်တဲ့ကျွန်တော် Louis Dan လို့ Van Hagee တို့ကဒီ Bonner Fabrician တို့နဲ့ပေါင်းပြီးတော့ Peter Blee တို့ကျွန်တော်ကစားတဲ့နေရာမှာတော်တော်ကိုကောင်းတဲ့အသင်းတင်းကျော်ဖြစ်တယ်ဆိုတော့ Peter Blee နဲ့တိုင်ဘက်ရဲ့ကျွန်တော် press တွေကိုဖြည့်ရနေရာမှာဆိုလို့ရှိရင်တော်တော်လေးကိုကျွန်တော်တို့ဒီ Bonner အထိုင်ကျနေပြီးဖြစ်တယ်အဲဒီ Bonner ကျွန်တော်အသင်းတင်းနဲ့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီလိုကြောင့် Peter တော်တော်လေးကောင်းတဲ့အသင်းတင်းကျော်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီ Bonner သူတို့သူတို့မှာဆိုလို့ရှိရင်လည်းတိုက်စစ်မှာဒီဘောနော်တကယ် energy ကောင်းတဲ့ကစားသမားတွေလည်းကျွန်တော် ဟိုရှိတာဖြစ်သလိုเนาะ web bug တို့လိုမျိုးတကယ်ဒီ clinical finisher ကြီးလည်းကျွန်တော်ရှိတယ်ပေါ့เนาะလက်ရှိ web bug ဆိုလို့ရှိရင်လည်းအဲဒီ tool ပါဝင်ထားတဲ့ go involvement တွေကြောင့်အများကြီးကျွန်တော်ရှိနေပြီပေါ့เนาะ sorry ဒါကြောင့်မလို့ web bug ဒီအသက်အရွယ်အရကြီးနေပြီဖြစ်တော့လေ danger ဖြစ်နေစေပဲเนาะ pressing အရဆိုလို့ရှိရင်လည်းဒီ brighton ဒီတော်တော်လေးကောင်းတဲ့အခြေအနေတစ်ခုမှာကျွန်တော်ရှိတယ် pressing ကောင်းတဲ့အသက်တသင်ကျွန်တော်ဖြစ်တယ်ဆိုတော့ကွင်းလေမှာဆိုလို့ရှိရင်တကယ်လုံအောင်ကောင်းတဲ့လူငယ်ကွင်းလေတွေကျွန်တော်ရှိနေတယ်ဘာလဲဘာလို့ရှိတယ်เนาะ ပြီးတော့ကျွန်တော်တို့ဒီကွင်းလေကောင်းလေးကြောင့်ဆွေတန်းကောင်းလေးအဲ့ကောင်းလေးဆိုလို့ရှိရင်လည်းတော်တော်ကောင်းတာဒီရာသီမှာဆိုရင်ပို့ပြီးတော့ကောင်းလေတယ်အရာရီဆိုတဲ့ကောင်းလေးအဲ့ကောင်းလေးဆိုရင်တော်တော်မိုက်တာပေါ့နော်ဆိုတော့ router တို့ကျွန်တော်ရှိတယ်တကယ်ကောင်းတဲ့ကြောင့်ကွင်းလေအင်ဂျင်ရှိတယ်မီတိုမာတို့ဘာလို့ကျွန်တော်တန်ရန်ရနေတယ် solimax တို့တန်ရန်ရနေတယ်တန်ရန်ရကစားသမားကြီးတော်တော်လေးများတယ်ဒါပေမဲ့ minter တို့ကျွန်တော် wing မှာကျွန်တော်ရှိနေတယ်ပြီးတော့ကျွန်တော်ဒီ comax တို့ရှိတယ်ဆိုတော့ဒီလက်ကြောင့်မျိုးအတော်ကိုကျွန်တော် danger ဖြစ်တဲ့အခြေအနေမျိုးပါ united ကကျွန်တော်တို့ဒီပေါ့နော်ဒီပွဲမှာကျွန်တော်တို့ဒီပေါ့နော်ဟို Brighton ရဲ့ကျွန်တော်တို့ဒီဘာလို့ Bidap တွေကိုကျွန်တော်တို့ဖြီးဖို့အတွက်အကောင်းဆုံးချိုးဖမ်းဖို့ကျွန်တော်တို့လိုမယ်ဒီလိုပဲကျွန်တော်တို့ဒီ Brighton ရဲ့ကျွန်တော်တို့ press တွေကိုကျွန်တော်တို့ဘယ်လို handle လုပ်မလဲ long ball တွေနဲ့သွားမလား short pass တွေနဲ့သွားမလားဒါကြီးကကျွန်တော်တို့ဒီဘာလို့ဟိုအသင်းဘက်ကဘယ်လိုဖြီးထုတ်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဆိုတော့ဒီနေရာမှာကျွန်တော် Brighton ရဲ့ကျွန်တော်တို့ဒီအားနည်းချက်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ဒီဘာလို့ defense ဘိုင်းမှာနည်းနည်းကျွန်တော်တို့ဒီဘာလို့ organization နည်းနည်းလေးလိုအပ်နေတဲ့အခြေအနေမျိုးဖြစ်တယ်ကြောက်ကြောက်မလို့သူတို့ goal တွေပြီးနေရဆိုတော့ဒီ defensive ဘိုင်းမှာနည်းနည်းလေးကျတော့ error တွေရှိရယ် set piece defending နေမှာဆိုလို့ရှိရင်တို့ error တွေကျတော့ရှိတယ် set piece တွေမှာတော့ attacking မှာတော့တို့ strong နေပေါ့နော်ဒါပေမဲ့ defending မှာ error တွေရှိတယ် defensive organization နည်းနည်းလေးအားနေတဲ့အခြေအနေမျိုးဘာကြောင့်လဲဆိုတော့ဒီတို့တို့ defense line မှာဆိုလို့ရှိရင်အဲကျတော့ဒီပေါ့နော် center back နှစ်ယောက်လောက်ပဲညင်ပြီးတော့ chain နဲ့ full back တွေကအဲဒီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ တကယ်အားကိုးရတဲ့ကစားသမားတော်တော်များများကတင်ရနေတာပေါ့နော်ဒါပေမဲ့လည်းပဲတကယ်ကျွန်တော်ဒီကရီယိုဂလူးတို့ wifi တို့တော့ကျွန်တော်ရှိတယ်ဆိုတော့ဒီကစားသမားတွေကစားသမားကောင်းတွေပဲပေါ့နော်ဒါပေမဲ့သူတို့ရဲ့ဒီ defensive စုပွဲမှုမှာဆိုလို့ရှိရင်နည်းနည်းလေး organization ဖြစ်တာနည်းနည်းလေးတော့နေကြီးတယ်ဆိုတော့ဒီချက်ကမြန်မာနိုင်ငံကိုရနိုင်တယ်တကူဒီတော့အချက်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ဒီ Brighton ဒီပုံမှန်အားဖြင့်ဆိုလို့ရှိရင် Highland နဲ့ကစားတဲ့အတင်းတင်းကျွန်တော်ပြတယ်ပေတဲ့ပြင်းနဲ့တွားရတယ်ဟိုင်လိုင်းနဲ့ကျွန်တော်ကစားတယ်ဒီတော့ကြောင့်မကျွန်တော်တို့မှာဒီပေါ့နော် ဒီ long ball တွေနဲ့ကျွန်တော်ကစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာဒီ direct play တွေ transition တွေနဲ့ကိုးရနိုင်မယ်အခွင့်အရေးတွေကျွန်တော်ရှိတယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီ liverpool နဲ့ပွဲမှာကျွန်တော်မြင်ထားပြီးသားပေါ့နော်ဆိုတော့ united က long ball တွေကိုပုံမှန်အားဖြင့်ဒီပေါ့နော်ကျွန်တော်ဒီပုံမှန်ထက်ပို့ပြီးတော့တုံးလာနေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီကြောင့်မို့ဒီပွဲမှာလည်းကျွန်တော် long ball တွေပဲထပ်ပြီးတော့ united ဘက်ကနေပြီးတော့ညင်ရလိမ့်အောင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဟို ။နောက်မို့ကျွန်တော်တို့ first ball နဲ့သွားမလား second ball နဲ့သွားမလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာတော့ကျွန်တော်တို့ဒီလူထုပ်ပုံပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဟိုဒီဘာလဲ second ball တွေရော first ball တွေရောမှာပို့ပြီးတော့ကောင်းဖို့အတွက်ကြိုးပမ်းရမယ်အခြေအနေမျိုးပါ။ဆိုတော့ okay ကျွန်တော် United နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘာလဲပွဲထက်လူစင်းကျွန်တော်ပြောကြည့်ရအောင်ပါနော်။ပွဲထက်လူစင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီလူစင်းကိုကျွန်တော်ယူထားတယ်။နော်ကိုသမားနေရာမှာတော့ lemons တေချာပေါ့ကျွန်တော်တို့ပွဲထွက်ရမယ်ကစားသမားပါ။ ာလို့ဆိုတော့ lemons ပြီးခဲ့တဲ့ပွဲရောနှစ်ပွဲစလိုက်လောက်တူတော်တော်လေးကောင်းလာတယ်တော်တော်လေးကျွန်တော်တို့ဒီဘောနော် less one ပြနိုင်တယ်ကျွန်တော်တွေ့ရတယ်ဆိုတော့တကယ်တည်ငြိမ်နဲ့ကုသမားတယောက်အနေနဲ့ကျွန်တော်မြင်ရတယ်ဆိုတော့ lemons တည်ကြပါပွဲထွက်တဲ့နေဆိုတော့ဒီ defensive line မှာလာကျွန်တော်တို့အနေငယ်ပြောင်းလဲလေးရှိနိုင်တယ် Ruben Amorim ကကျွန်တော် press မှာသူပြောသွားတဲ့အချိန်မှာတို့ရှင် Maguire ရဲ့ Mason Mount ရဲ့ကျွန်တော် doubt ဖြစ်တယ်ပေါ့နော်ဆိုတော့ပါနိုင်ပွဲရှိမရှိသိမသိကြတဲ့အချိန်မျိုးဆိုတော့ဒီနေရာကိုကျွန်တော်လူစင်းနေရတာဒီထုတ်ထားမှကျွန်တော်ရမယ်ဆိုတော့ နော်ပြီးခဲ့တဲ့လေဘာဘူးနဲ့ပွဲမှာဟီးရိုးဖြစ်ခဲ့တဲ့မကွိုင်းကဒီပွဲကျွန်တော်တို့ဒီပါမပါမကျင်းသေးဘူးဆိုတော့လူစင်းထဲမှာကျွန်တော်ဖင်ထားတယ်လူရှော့ရဲ့ဒီလိကေယူရိုရဲ့ကျွန်တော်တုံးထားပါတယ်ဒီညမှာကျွန်တော်တို့ဒီ line up ဖဲကိုပြန်ဝင်လာတော့မဇရာဝီပေါ့နော်မဇရာဝီကပြီးခဲ့တဲ့ပွဲမှာလည်းသူ bench မှာပြန်ပါလာနိုင်မယ်အဲဒီဘလုံးဝကျွန်တော်တို့ဒီမိနစ်ပိုင်းတော့သူမကစားခဲ့ရဘူးဆိုတော့ဒီပွဲမှာမဇရာဝီကစားခွင့်ရနိုင်ကြီးတော်တော်လေးမြင့်တယ်လို့ကျွန်တော်ပြောလို့ရတယ်သူ့ကိုကျွန်တော်တို့ဒီဘလောက်အဲဒီ center back position တွေမှာသူတုံးသွားမလားဒါမှမဟုတ် wing back position တွေမှာထုတ်သွားမလားဆိုတော့ စောင့်ကြည့်ရမယ်ရှင်ပြောပါလက်ရှိ wing back တွေကတော့ပြီးခဲ့တဲ့ Liverpool နဲ့ပွဲပြီးခဲ့တဲ့ Sunderland နဲ့ပွဲနှစ်ပွဲစလုံးမှာဒီဘယ်တော့အလုတ်ဖြစ်ခဲ့တဲ့ကြောင့် wing back တွေကိုပဲကျွန်တော်သုံးထားတယ်။ညာကျမ်းမှာ Arman နဲ့ဘယ်ကျမ်းမှာဒီကို Delop ပါ။ Delop ကသိပ်ပြီးတော့ကျွန်တော်ပြောစရာသိပ်မြန်မြန်စရာမရှိပေမဲ့ Arman ကတော်တော်လေးကျွန်တော်ဒီဘယ်တော့ပူကောင်းလာနေတာကိုကျွန်တော်တွေ့ရတယ်။ So the rhythm လေးကိုဆက်ပြီးတော့ထိန်းဖို့အတွက် Arman ကိုကျွန်တော်ဆက်ပြီးတော့သုံးသင့်တယ်လို့ကျွန်တော်ထင်တယ်။ညာကျမ်းမှာ Arman ပဲကျွန်တော် ဖြစ်တင်တယ်လို့ကျွန်တော်ထင်ထင်ပါတယ်ဗောနော။ဒီနောက်ဆုံးနှစ်ပွဲစလိုက်လောက် အဘူမိုနဲ့အာမန်ဆိုတဲ့တွဲလုံးကကျွန်တော်တို့အသင်းရဲ့ဒီပေါ်တော့တကယ်ကျွန်တော်တိုက်ဆက်လမ်းကြောင်းတိုက်ဆက်လာရာကြီးတခုလို့ကျွန်တော်ဖြစ်နေရဖြစ်တဲ့တကြောင်မလို့ဒီနှစ်ယောက်ကဒီကြောင်ဆိုလို့ပွဲထားတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ကွင်းလင်းရတော့ကျွန်တော်ပြောကြမှာလို့ကက်စီဘလူးဖာနန်ဒက်စ်နော်ညမှာကျွန်တော်နေရိုနံပါတ်10မှာဒီမေဆမောင်းဆိုတာထက်ကျွန်တော်ဘတ်ဒီယက်စ်ကူညာကိုမြင်ရနိုင်နေဆိုတဲ့အခြေအနေမျိုးကူညာကပြီးခဲ့တဲ့ပွဲမှာတော်တော်ကိုကျွန်တော်ပွဲပန်းထားတဲ့အခြေအနေမျိုးဒါပေမဲ့ဂျိုင်းမှာ recovery time ကကျွန်တော်တစ်ပတ်လောက်အချိန်ရတာဆိုတော့ ဟိုဒီဘာနော်ပြန်ပြီးတော့အဆင်ပြေလောက်ပြီလို့ကျွန်တော်ထင်တယ်မေဇမောင်းကကျွန်တော်တို့ဒီ doubt ဆိုတော့ဒီ300ကကျွန်တော်ခုညာလောက်ပဲရှိတယ်ဒီနေရာမှာကျွန်တော်သုံးကျင်တယ်ဟေ့ဆိုလို့ရှင်တော့ copy menu ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီ Joshua 60ရှိမယ်ဒါပေမဲ့မတိကြဘူးပေါ့နော်သုံးမယ်မသုံးမယ်ညီပြအတိတ်ကြိုက်ပုံမပေါ်ဘူးဆိုတော့ Matthias ကုညာမတိကြပါဘွဲထွက်လာလေအောင်မယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့ကုညာအန်ပုံပုံ narrow number 10မှာရှိပါမယ်ဒီဘွဲတော့ကျွန်တော် Benjamin Shasko ကဘွဲထွက်လူစီရင်မှာပါလာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ အဲဒါကကျွန်တော်ရဲ့ပွဲထွက်လူစီရင်ပါဆိုတော့ဒီပွဲထွက်လူစီရင်ကကျွန်တော်တို့ဒီပေါ့နော်ဒီလောင်းဘောတွေနဲ့နော်ကောင်တာတွေပြန်သွားဖို့ transition တွေပြန်သွားဖို့ဆိုလို့ရှိရင်ဒီပွဲထွက်လူစီရင်ကအများကြီးပို့ပြီးတော့တင်းတော်တယ်နော်အမ်ဘူမိုတို့ကျွန်တော်မက်ဒစ်ကူညာတို့ရှိနေတာဖြစ်တဲ့တကြောင်မကျွန်တော် second body မှာဆိုလို့ရှိရင်လည်းစိတ်ချရတယ် first body မှာဆိုလို့ရှိရင်လည်း benjamin shas ကိုရှိနေတာဖြစ်တဲ့တကြောင်လို့အတိုင်းအတာတစ်ခုလေးအဆင်ပြေနိုင်နေဆိုတော့ဒီလိုကြောင်မလို့ဒီ line up က the brighton နဲ့ပွဲတော့ တင့်တော်တဲ့ပွဲပွဲလို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ဒီပွဲ expectation ကတော့ကျွန်တော်တို့ brighton ကိုဆုံးမနိုင်နိုင်ကြပါဘူးဗျာဆိုတော့နိုင်ကျင်နေတာပဲเนาะ expectation ကတော့ဒါပါပဲဆိုတော့၃ပွဲဆက်အနိုင်ဆိုတော့လေကျွန်တော်တို့လိုချင်တယ်ဆိုတော့ amrin လက်အောက်မှာကျွန်တော်တို့ဒီမှာ၂ပွဲဆက်အနိုင်ရပြီ၃ပွဲဆက်အနိုင်ဘာကြောင့်ညာကျွန်တော်မလုံနိုင်အောင်ပါတယ်ဟောရအောင်လုပ်ရင်ဖြစ်ပါတယ်ကိုလက်ရှိကိုယ်ဝင်ဝင်မှလည်းကစားရမယ်เนาะ brighton ဘလောက်ကောင်းနေတဲ့တသိန်းကြီးတို့ဒုက္ခပြီးရ right man နေဒါပေမဲ့ကိုယ်ဝင်ဝင်မှကိုပစားရမယ်ကိုရီးယားအခုလက်ရှိ Anfield လိုနေရာမှာ Liverpool လိုအသင်းကိုတော့နိုင်ခဲ့ပြီးသား Brighton လိုအသင်းကိုကျွန်တော်တို့ဘာလို့နိုင်အောင်မလုပ်နိုင်ရမှာလဲဆိုတော့စိတ်ဓာတ်မျိုးကစားသမားတွေမှာရှိနေဖို့လိုတယ်။ငါတို့နိုင်အောင်နိုင်ရမယ်ဆိုတော့စိတ်ဓာတ်မျိုးကစားသမားတွေမှာရှိနေဖို့လိုတယ်။ဆိုတော့ဒီကြောင့်မလို့ဒီပွဲကလောက mass win game ပါ mass win game ပါနိုင်ဝင်နိုင်မှဖြစ်ပါမယ်ကျွန်တော်တို့ပြည်သက်တွေလည်းနိုင်ခြင်းနဲ့နောက်တရားသမားတွေလည်းဒီလိုနိုင်ခြင်းနဲ့စိတ်သက်တွေအပြင်းအထန်ကျွန်တော်ရှိနေဖို့လိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီပွဲနိုင်ရမယ်ပွဲပါဆိုတော့နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်ဆိုတော့ အဲဒီ Asian Handicap ဘက်ကိုကျွန်တော်သွားကြည့်အောင်လက်ရှိ United က Brighton ကို level ရှုံးပေးတယ်နော်ကိုပေါင်းစည်းကကျွန်တော်တို့တောင်းလုံးတည်ပေးတယ်ဆိုတော့ဒီအခင်းချင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ United နိုင်ဖို့အတွက်ပြောရမယ်ဆိုလို့ရှိရင်ဒီ50 50ဆိုတဲ့အခြေအနေမှာပဲကျွန်တော်ရှိတယ်ဘာလို့ဆိုတော့ level 100ရှုံးဆိုတဲ့အနေအထားမျိုးကတည်ကြရင်ကျွန်တော်အပြေရှုံးမယ်နိုင်ရင်အပြေစားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ United နေချင်တဲ့သူတွေလည်းနေလို့ရတယ် Brighton နေချင်တဲ့သူတွေလည်းနေလို့ရတယ်အချိုက်တဲ့ဘက်နေဆိုတော့ ပုံစံမျိုးကိုကျွန်တော်တို့တွားတယ်ပေါ့နော်လက်ရှိ brighten air ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနှစ်သင်းလုံးကောင်းတယ်နှစ်သင်းလုံးကောင်းတဲ့အခြေအနေမျိုးဒီ brighten ကကျွန်တော်နည်းနည်းလေးကြောင်ပြောက်တာကသူတို့ကအသင်းငယ်တွေနဲ့ဆိုလို့ရှိရင်ကြောင်ပြောက်လေမဟုတ်ဘာနဲ့လဲတွေ့ရတည်ကြတာမျိုးတွေနော်ဖူမန်နဲ့ကျွန်တော်ရှုံးတာမျိုးတွေအဲ့လိုမျိုးကျွန်တော်ရှိဒါပေမဲ့အသင်းနေနဲ့ဆိုဒီကောင်းကြီးကကောင်းတယ်ဆိုတော့ဒီချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲမှာကျွန်တော် brighten မှာလည်း chance ရှိတယ်အဲ့လိုပဲကျွန်တော် united ကဒီဘဘူးလို့အသင်းမျိုးကကျွန်တော်တို့ဒီဘဘူးအင်ဝင်မှာနိုင်ခဲ့ပြီးတော့ဆိုတော့ဒီကြောင့်မလို့ကျွန်တော် brighten ကိုကိုယ်အင်ဝင်မှာလည်းကိုကစားရမယ်ဆိုတော့ တော့မှချန်ရှိတယ်။နောက်ဒီကြကြောင်းလို့ကျွန်တော်ကြိုက်တဲ့ဘက်မှာကျွန်တော်หนีလို့ရတယ်။ဒါပေမဲ့ United ကတော့တည်ကြလို့မရတဲ့အခြေအနေမျိုးပါ။နိုင်မှဖြစ်မဲ့အခြေအနေမျိုးဖြစ်တာဖြစ်တဲ့တကြောင်လို့အဲဒီကူမောင်းလေးရသလိုရှိရင်လည်း 3D ဆိုတဲ့ဝင်ရုံမျိုးကာထဖြစ်တဲ့တကြောင်လို့ဒီနှစ်သိန်းတွေးတဲ့အချိန်မျိုးမှာလည်းတည်ကြတယ်ဆိုတာဖြစ်လေဖြစ်တာတိတ်ပြီးတော့မင်းမဆက်တာမရှိ။ဆိုတော့ဒီလိုကြောင့်မလို့တသိန်းသိန်းတော့နိုင်သွားလိမ့်မယ်။โอเคကျွန်တော်အနေနဲ့နိုင်မယ်ဆိုလို့ရှိရင်တော့မကြေးပွင့်တဲ့အသိန်းပဲကျွန်တော်ဖြစ်လိမ့်မယ်လို့ထင်တယ်။ဆိုတော့ဒီလိုကြောင့်မလို့ United ကိုပဲကျွန်တော်ကျွန်တော်တို့ရွေးမယ်ဆိုလို့ရှိရင် United ပဲနိုင်လိမ့်မယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ဒီပေါ်တော့ကျွန်တော်တို့ဒီကစားမယ် Premier League ဟွန်းပွဲစဉ်เนาะ Premier League Round 9ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Brighton ရဲ့ကျွန်တော်ဒီပွဲကြိုးသုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ Brother တို့ရောဘယ်လိုမြင်ကြလဲ United ဒီပွဲမှာ၃ပွဲဆက်အနိုင်ဆိုတာကိုရနိုင်မယ်လို့ထင်ကြလားဘလိုမြင်ရလဲကိုမောင်ဝင်ရောက်ဆွေးနွေးပေးသလိုရပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကောင်များအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ